ကျွန်တော်တို့တွေက social media ခင်မှာလူဖြစ်လာကြတော့ social media တွေကိုတစ်ချိန်လုံးသုံးဖြစ်နေတတ်ကြပါတယ်။အဲအဲ့လိုသုံးဖြစ်တဲ့နေရာမှာသတိထားမှာညဘက် social media သုံးတာတော့သတိထားကြမှာဖြစ်ပါတယ်။အခုကဟာလာအစ်စ်ဆန်းလေးတွေသိချင်တာလေးတွေကလည်းညာ TikTok မှာရော Facebook မှာရောဟာလာမျိုးမျိုးသော social media တွေမှာညာ အိမ်ရာမဝင်ခင် ဖုန်းလေးကိုဖြွင့်ပြီးတော့ကလိမိလိုက်လို့ရှင်တညာလုံးအိမ်ကြီးမဝတော့တဲ့အဆင့်ထိရောက်အောင်ကြည်သွားမိတတ်ပါလားအဲ့တော့ဆိုရှယ်မီဒီယာတွေကိုဒီလိုအလွန်ကျွံသုံးဆွဲရင်းနဲ့အိမ်ကြီးတွေပြစ်လာတဲ့အခါဘာတွေဖြစ်တတ်တယ်ဆိုတာလေးကိုဆွေးနွေးပြပါမယ်အိမ်ကြီးပြစ်တာတွေများလာပြီအိမ်ကြီးဝါအောင်ကိုပြန်ပြီးတော့အိမ်ကြီးတွေမဆက်နိုင်တော့ဘူးဆိုတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့အုံနောက်ကဟလာ9နိုင်ခွဲ10နိုင်ရနေပြီးတော့10နိုင်9နိုင်ပေါင်းဝင်ရင်အတွက်မှာအုံနောက်ထက်အမိုက်တီးဝရှင်းပြန်ပြီးတော့ recharge လုပ် new new တဲ့ pathways တွေဖြန်ပြီးတဲ့ဟလာအမိုက်သိန်းနဲ့စနစ်ပန့်ရှင်းရေးလုပ်တဲ့အဆင့်နဲ့အစ်စ်တီဆောက်တဲ့အဆင့်တွေကိုဒီကာလတွေမှာကျွန်တော်တို့လုပ်ကြရတာဖြစ်ပါတယ်အဲ့ဒါတွေမလုပ်နိုင်တော့ဘူးဒါတွေမလုပ်နိုင်တဲ့အတွက်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေမှာအပြောင်းလဲတွေဖြစ်လာသလိုကျွန်တော်တို့ရဲ့ cognition လို့ခေါ်တဲ့သိမှုနဲ့ပတ်သက်တဲ့အပိုင်းတွေမှာလည်းထိခိုက်လာပါတယ် အာယုံစူးဆိုင်နိုင်တဲ့အစွမ်းတွေကျလာတယ်မှတ်ဉာဏ်တွေညော့လာတယ်ခံစားချက်နဲ့ပတ်သက်လာလို့ချင်းစိတ်တီးတိုးလဲလာတယ်အထိမခံဖြစ်လာတယ်ဟိုတခါလည်းပဲတခါတလေကျတော့ဟိုစိတ်ညစ်တာတွေစိတ်ဆုပ်တာတွေဝမ်းနည်းတာတွေဒါတွေလည်းဖြစ်လာတတ်တယ်လို့ဒီတဲ့ပူဆိုးလာလို့ချင်းစိုးရင်စိတ်တီးလွန်ကဲစိတ်တက်တီးကျပြီးတော့တတ်တည်ခြင်းစိတ်ပေါက်တဲ့အထိလည်းဖြစ်သွားတတ်ပါတယ်ကျွန်တော်တို့ social media တွေအသုံးများပြီးတော့ အဲ့ရီးဒီအပြက်လွန်လာတဲ့ခါမှာဘယ်လို impact တွေရမလဲဆိုတာလေးကိုကျွန်တော်တို့အသေးစိတ်ဆက်ဆွေးနွေးကြအောင်အဲ့တော့ sleep နဲ့ပတ်သက်လို့ကျွန်တော်တို့အိတ်ဓာတ်နဲ့ပတ်သက်လို့ရှိရင် quality sleep ပေါ့နော်အရေးချင်းပြီးပြီးတော့နှိမ့်နှိမ့်ချိုက်ချိုက်ကြီးအိတ်ဖို့ရလိုအပ်ပါတယ်အနည်းနည်းချိုက်ချိုက်ကြီးမအိတ်ဖြစ်ဘူးဆိုရင်ကျွန်တော်တို့ sleep နဲ့ mental health နဲ့စိတ်ကျမ်းမာရေးနဲ့က bi directional ဟလာနှစ်ဖက်ဟလာအပြန်အလှန်အကျိုးကျေးဇူးပြုနေတာရှိပါတယ်စိတ်ကျမ်းမာရေးမကောင်းရင်လည်းအရေးပြစ်တယ်ဟလာ တကယ် deep sleep ဆိုရဲအေးဝဝမရတယ်လို့အေးဝဝမရရင်လည်းစိတ်ကြမ်းမာရေကိုထိခိုက်စေပါတယ်စိတ်ကြမ်းမာရေကိုထိခိုက်တော့စောစောပြောသလိုဖီစီးမှုတွေဖြစ်မယ်ဟလာစိတ်တူလွယ်မယ်စိတ်ညစ်လွယ်မယ်ဒေါသတွေကြီးလွယ်မယ်ဆုံးဖြတ်ချက်တွေမချနိုင်တော့ဘူးအာယုံမဆိုင်နိုင်တော့ဘူးမှန့်ညံနေညော့လာတယ်ဒါနဲ့အတူတပြိုင်တည်းဩအိတ်ပြောအောင်ရက်ကလေးနည်းနည်းတောက်လိုက်ရင်များအိတ်လူကောင်းနေမလားဆိုပြီးတော့ အရက်ကလေးနဲ့နဲ့တောက်လို့ချင်းအရက်ဆွဲတာပါဖြစ်လာပြီးအရက်ဆွဲတာရဲ့နောက်ဆက်တွဲပြဿနာတွေပါဖြစ်နိုင်တယ်လို့ဆေးဝါးတွေလာမလို့အဖက်နဲ့တုံးလိုက်လို့ချင်းလေဆေးဝါးတွေရဲ့နောက်ဆက်တွဲပြဿနာတွေမလို့အဖက်နဲ့ခံစားနိုင်စီပါဒီလိုပဲဟလာအေးရေးပြက်တဲ့အတွက်ကြောင့်ဆိုရင်စိတ်တွေလွန်ခဲ့လာတယ်ဆုံးဖြတ်ချက်တွေမမှန်တော့ဘူးစိတ်တက်တွေကျလာတယ်ကိုကိုကိုတတ်တည်ခြင်းနဲ့စိတ်တွေအထိပေါ်တတ်တယ်လို့လိုလားအဖက်နဲ့ရွဲမားတဲ့ယုံကြည်မှုတွေပါရနမယာတွေနော်မရှိဘဲနဲ့ အရှိထင်းမဟုတ်ဘဲနဲ့အဟုတ်ထင်းဆိုတဲ့ဟာမျိုးတွေဖြစ်တတ်တယ်လို့လှုံ့ဆော်မှုမဲ့တဲ့အာယုံမှားတွေလည်းရလာနိုင်စေပါတယ်။ဒါကြောင့်ဆိုရှယ်မီဒီယာတွေကိုသူ့အကန့်နဲ့သူတုံးပြီးတော့အယူဝါဝအိတ်နိုင်အောင်ကြိုးစားကြဖို့ပြောချင်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်တို့တွေနဲ့အေးဝဝအိပ်ဖို့လိုအပ်တယ်ဆိုတော့ဘယ်လောက်လောက်အိပ်တင်တာလဲအနည်းဆုံးကျွန်တော်တို့ဟလာ adult ပေါ့အသက်အရွယ်ရပြီးတဲ့သူတွေအနေနဲ့ကတော့ ကျွန်တော်တို့9နာရီကနေ9နာရီလောက်ထိအိပ်ဖို့အတွက် quality sleep เนาะနေ့နေ့ခြိုက်ခြိုက်နဲ့အရင်သွေးပြိတ်မိတဲ့အိပ်ဆက်ခြင်းက9နာရီနဲ့9နာရီကြာရှိဖို့လိုပါတယ်။ဒါကျွန်တော်တို့ဟလာစာပေတွေလေ့လာလိုက်စားပြီးတော့ဟိုเนาะအလုပ်တွေကိုများများလုပ်ချင်တတ်တဲ့သူတွေနဲ့လေ့ကျင့်ထားတဲ့သူတွေအတွက်9နာရီလောက်အိပ်ရင်လုံလောက်တယ်ဆိုပေမဲ့အဲ့လိုလေ့ကျင့်မထားတဲ့သူတွေအတွက်ကြတော့7နာရီ9နာရီလောက်ထိအိပ်ဖို့အတွက်လိုအပ်တတ်ပါတယ်။အဲ့တော့အဲ့ဒီလိုမျိုးအေးဝဝအိတ်ချင်းပြီး ကျွန်တော်တို့ရဲ့စိတ်ချမ်းသာရေကိုအများကြီးအထောက်အကူပြုစေနိုင်ပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့အဲ့တော့ကြတော့ဘလို့အိပ်ရမလဲ။အိပ်တဲ့ရှက်ကျူး။အိပ်တဲ့ time table လေးကဟဲ့လားဒီချိန်မှဆိုအိပ်မယ်။ဒီချိန်မှဆိုထမယ်ဆိုတော့ရှက်ကျူးအစီအစဉ်လေးကနေ့တိုင်းနေ့တိုင်းနော်။ weekend တွေလည်းမလို့ချင်ဟုတ်လား။ပိတ်ရက်လည်းမလို့ချင်နေ့တိုင်းနေ့တိုင်းဒီချိန်အိပ်မယ်။ဒီချိန်ထမယ်ဆိုတော့အချိန်စရာလေးနဲ့အတိအကျကျအိပ်ဖို့လိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဟဲ့လားမအိပ်ခင်မှာနော် အိယာဝင်တဲ့အချိန်မှာစောစောပြတဲ့ social media တွေ screen တွေလုံးဝလွှတ်လိုက်ပါတယ်လီဖုန်းကိုပိတ်ပြီးတော့เนาะအားသွင်းပြီးတော့ထားလိုက်ပါတော့ social media တွေလုံးဝမသုံးမဲနဲ့အိယူဝဝအိအောင်အဲ့ဒီအချိန်မှာဟလာငင်းငင်းညောင်းညောင်းလေးနဲ့ဟလာအိတ်ခန်းလေးရလဲเนาะတိတ်တိတ်စိတ်စိတ်လေးနဲ့အေးအေးများများလေးနဲ့အိယာလည်းကိုယ့်အတွက်တင့်တော်တဲ့အိယာအခမ်းအနားမျိုးဖြစ်ဖို့လိုပါတယ်အဲ အဲ့ဒီမှာဆိုးဆိုးကပြောတယ်ကျွန်တော်တို့ကဖီးလိုဟာမျိုးတွေကော်ဖီလိုဟာမျိုးတွေအရက်လိုဟာမျိုးတွေတွားပြီးသုံးလိုက်လို့ချင်းအဲ့ဒီသုံးတဲ့အတွက်အဲ့ဒါအနောက်ချက်ပေးမှဖြစ်တဲ့အတွက်ဒါမျိုးတွေကိုတော့ရှောင်ကိုရှောင်အောင်မယ်အထူးဖြင့် stimulants နဲ့ alcohol ကိုရှောင်စေခြင်းပါတယ်နော်အဲ့တော့အဓိကအကြံကတော့ကျွန်တော်တို့ပြောတဲ့ screen before bed မအိတ်ခင်မှာ social media တွေကိုအစမလုပ်ပါနဲ့ဝေးဝေးကရှောင်ကြဉ်ပြီးတော့နေခင်းမှာပဲတဝါကြီး social media တွေကိုကြည့်ခဲ့သုံးခဲ့ပါညအိတ်ခါအိတ်တဲ့အချိန်မှာတော့ အိတ်ဓာတ်ကိုပဲဟလာအဓိကထားပြီးတော့ quality sleep ရည်ချင်းပြည့်မီတဲ့နှစ်ချိုက်တဲ့အိတ်ဆက်ခြင်းမျိုးရအောင်ကြိုးစားပြီးအိတ်ကြပါလို့မှာခြင်းပါတယ်ဒါမှသာစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့သူတယောက်ရဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ